ရှင်ပောင်ရရှင်ပောင်တီးတွေကိုတော့တော့စားကြပေမဲ့ပေါ့နော်တချို့ကြတော့အာဒီရှင်ပောင်တီးရှင်ပောင်ရမှာကိုကဘာကိုအတွက်ဘာဒီအကျိုးကျေးဇူးရရှိနေစေတယ်လဲဆိုရင်မသိကြဘူးနော်ဒီရှင်ပောင်ရကိုရှင်ပောင်တီးကိုကအမျိုးမျိုးအာလှုပ်စားကြတယ်အာဒီရှင်ပောင်တီးတွေကိုဟိအနေနဲ့လည်းလှုပ်စားကြတယ်လို့ပေါ့နော်အာသူ့ကိုထောင်းစားကြတယ်ကြော်စားကြတယ်ပြောမျိုးတွေထိုးစားကြတယ်တချို့ကြတော့ဒီဖြော်ရည်အနေနဲ့ပဲလေအာလှုပ်တောက်ကြတာပေါ့နော်ကိုကဒီရှင်ပောင်တီးကကိုအတွက် ို့ရဲ့ကျမကြီးအတွက်ဘာတွေကိုကောင်းကျိုးပေးစေသလဲဆိုတော့ပေါ့နော်ဒီရှင်ပေါင်တီးမှာဆိုရင်ဒီမောက်ကယ်လစီယမ်ဓာတ်လေးတွေပေါ့နော်ဗီတာမင်စီကိုယ်မှာလိုအပ်တဲ့ပြီးအော်ပေါ့နော်ဗီတာမင်စီတွေဆိုလဲသူကပေါ့နော်အာဒီထဲမှာပါဝင်တာပေါ့နော်ကိုကဒီဘန်းနဲ့ရမ်းချုပ်နေတဲ့လူတွေဆိုရင်ကိုကဒီပေါ့နော်ရှင်ပေါင်တီးဖြော်ရည်လေးကိုကိုကတောက်ပေးမယ်ကိုရဲ့မကြွက်သားတွေအားနည်းနေတယ်ဆိုတော့ဒီရှင်ပေါင်တီးဖြော်ရည်လေးကိုကိုအာလောက်တောက်ပေးမယ်ဆိုရင်ပေါ့နော်ကိုက ဒီဘန်လဲမန်နဲ့ပြောမှာကိုဒီအာချက်သားကိုရဲ့ချက်သားတွေကိုလည်းပြန်ပြမတန်ပါစေတယ်ပေါ့နော်အပြီးရင်တချို့ကြတော့ကိုကဒီမဂျောင်ရန်တဲ့အခါမှာတည်းဒီအာပေါ့နော်အရှင်ပေါင်တီးကနေထွက်တဲ့ဒီအစိလေးတွေကိုပေါ့နော်အစီထုတ်ပြောမှာဒီဂျောင်ရန်နေတဲ့နေရာလေးကိုလည်းအာလင်းကြတာပေါ့နော်အခုနောက်ပိုင်းဒီနိုင်ငံရှားမှာဆိုရင်ဒီအာအခုမြန်မာနိုင်ငံမှာတော့ဒီပေါ့နော်အာထောင်းစားကြတယ်အာပေါ့နော်အရှင်နဲ့အနေနဲ့လှုပ်စားကြတယ်ဒါပေမဲ့နိုင်ငံရှားမှာကြတော့ဗာလဲဆိုရင်ချော်ရီအနေနဲ့လှုပ်တောက်ကြတာပေါ့နော်ဒီလိုမျိုးချော်ရီအနေနဲ့ကိုကလှုပ်တောက်ပေးရှင်အားဖြင့်ကိုရဲ့ဒီကျမကြီးအတွက်ကိုအာပေါ့နော်အထူးအ န်ကောင်းပါတယ်ဘာလို့လဲဆိုတော့ဗောနော်ဒီထဲမှာဆိုရင်ဗီတာမင် C ဓာတ်ရောကယ်လစီယမ်ဓာတ်ရောတက်ထုဓာတ်ရောဗောနော်အခုအတွက်ခန္ဓာကိုယ်မှာလိုအပ်တဲ့ဓာတ်တွေကိုသူကပေးဆွမ်းနိုင်တာဗောနော်ဒီဗောနော်ရှင်ပေါင်ရဲ့အတီးဗောနော်ကိုကစားတာစားနေတာအာသူရဲ့ ကောင်းကျိုးတွေကိုကိုမတိနေဘောနော်အဲ့ဒါကြောင့်မလို့အာဒီထဲကဘောနော်လူတွေလည်းဘောနော်ရှင်ပေါင်တီးတွေကိုကိုကချက်စားတဲ့အနေနဲ့မဟုတ်ဘဲနဲ့ကိုရဲ့ကျောင်းမရဲ့အတွက်ကိုဖြောကြီးအနေနဲ့လေကိုကလှုပ်တောက်ပေးလို့ရတာဘောနော်အာကိုကဒီမအရှင်တက်ပဲကြိုက်တယ်ဆယ်ဒီတိုင်းအရှင်တက်လေးနဲ့ပဲကိုကဖြောတောက်လို့ရတယ်ကိုကနည်းနည်းအရှုံတက်ပါစေအရှင်တယ်ဆိုရင်ကိုကအာဒီဘောနော်ပြားကြီးလေးအနှင်းငယ်လေးကိုထည့်ပြီးမှတောက်ပေးလို့လည်းရတာဘောနော်ကိုကဒီသွေးသောရှိသမားတွေဆိုရင်လည်းဘောနော်ဒီရှင်ပေါင်တီးရဲ့ဖြောကြီးလေးတွေကိုဘောနော်အာတနေ့ကိုဘောနော်တစ်ကြိမ်တစ်ခွက်တစ်ခွက်လေးကိုတောက်ပေးရှင်းအားဖြင့်ကိုရဲ့သွေးသောမဆိုလဲဘောနော်ရောချာ ေပါတယ်ဗောနဒါလေးကရှင်ပေါင်ကြည့်ပါအာကိုကတော့ရှက်ပြုတ်တဲ့အနေနဲ့မစားတော့ဘဲနဲ့ဖြိုကြီးအနေနဲ့လောက်တောက်ကြည့်ပါတီချယ်ကတော့ဒီတိုင်းဆေးပညာကိုမျှဝေပေးတဲ့တီချယ်စင်တာပါတခြားဆေးနည်းကိုတီချယ်နဲ့ဆန်တီချယ်ရဲ့အကောင့်ကို line follow လုပ်ထားလို့ရပါတယ်တီချယ်